အလုံးပါဝင်တဲ့တကားကြကြဖွင့်ထားတဲ့ညီငယ်ရေးဆွေးနွေးပွဲပြန်လည်ကျင်းပပါကအဖြေကောင်းတစ်ခုပေါ်လာလိမ့်မှာဖြစ်ပြီးဆွေးနွေးပွဲကျင်းပနေချိန်မှာအပြစ်ခတ်ရဲစဲထားရင်ရည်ကြီးကြောင်းကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဥက္ကဋ္ဌဒေါက်တာတူးချာကပြောကြားပါတယ်။ အော်တိုဘလ18ရက်နေ့မှာနေပြည်တော်မှာရှိတဲ့ PP ဆိုင်ရာ Confession ဘဟုဌာနတက်မှာကျင်းပတဲ့ NCA 7နှစ်ပြည့်နှစ်ပတ်လည်နေ့တတိယနေ့အခမ်းအနားမှာလက်ရှိကျင်းပနေတဲ့အခမ်းအနားမှာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမြင်းများထည့်အကောင့်ထည့်ဖော်သားနိုင်မလဲဆိုတဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားရမှာကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဥက္ကဋ္ဌဒေါက်တာတူးကြာကထပ်ပါတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်ပါသည်။ ဒီကောက်ကျင်းပါတဲ့ဒီညီလာခံဟာဒါအဓိပ္ပာယ်ရှိတယ်။ဒီကောက်ဟာအသက်ရှင်နေ NCA ကိုဆက်လက်အသက်ရှင်နိုင်ဖို့ဆက်လက်ရှိကိုရှင်းလင်းတိုးနိုင်ဖို့ရင်းရဲရဲတကားကို ပို့ပြီးကြကြဲဖွင့်နိုင်ဖို့ရင်းရဲရဲလမ်းမကို ပို့ပြီးတော့မှထင်းထင်းရှားရှားပေါ်ပေါ်လင်းလင်းဖြစ်စေဖို့လိုအပ်တဲ့ရင်းရဲရဲစနစ်ပွဲအခုဒီဆယ်နှစ်ပြည့်ဟာအင်မတန်အရေးကြီးရလို့ကျွန်တော်အဲ့လိုမြင်တယ်လို့ KSPP ဥက္ကဋ္ဌဒေါက်တာတူးချာကပြောကြားပါတယ်။ လက်ရှိချင်းတွေဟာအဆင့်ကြီးတစ်ခုဖြစ်ပြီးအဲ့ဒီအဆင့်ကြီးကိုကျော်လွန်ပြီးအဆင့်ဆင့်တက်ပြီးပြည်တော်စုညီညွတ်ရေးစာချုပ်ချုပ်ဆိုနိုင်တဲ့အထိသွားရမှာဖြစ်ကြောင်း KSPP ဥက္ကဋ္ဌဒေါက်တာတူးချာကပြောကြားပါတယ်။ KSPP ဥက္ကဋ္ဌဒေါက်တာတူးချာက ဒါကြောင့်ဒီတစ်ခေါက်ဆစ်ဟာအင်မတန်မှအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ရထားတာကြာပြီလေ။အခုနှစ်ပတ်လည်ကျင်းပတာ၁၀နှစ်ရှိပြီ။အကောင့်ထဲမဖော်နိုင်သေးဘူး။အခုဒီတစ်ခေါက်၁၀နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကိုဒါပြီးလို့ရှိရင်တက်လာမယ့်အစိုးရကတော့တကယ်အကောင့်ထဲဖော်လိုက်မယ်လို့လူတိုင်းကအဲ့လိုယုံကြည်ကြတယ်။လှုပ်လဲလှုပ်တဲ့နဲ့လှုပ်လဲလှုပ်မှာပါ။ဒါကြောင့်ဒါဟာအင်မတန်အရေးကြီးပါတယ်လို့ပြောကြပါရစေ။ NCA စာချုပ်အားအကောင့်ထည့်ဖော်တဲ့နေရာမှာအဓိကချက်ဟာစာချုပ်ထဲမှာပါဝင်တဲ့အတိုင်းအကောင့်ထည့်ဖော်ရမှာဖြစ်ပြီးစာချုပ်ထဲမှာအကောင့်ထည့်ဖော်ရမယ့်အချက်များအလုံးပါဝင်ကြောင်း KSPP ဥက္ကဋ္ဌဒေါက်တာတူးချာကပြောကြားပါတယ်။ဘလို့ဖိတ်ခေါ်ရမယ်၊ဘလို့ဆွေးနွေးရမယ်၊ဘာချက်တွေဘလို့ဘလို့ဆိုတာအလုံးပါတယ်။ဒါကိုကျွန်တော်တို့တစ်ချက်ချင်းတစ်ချက်ချင်းအကောင့်ထည့်ဖော်သွားဖို့ပဲလိုတယ်။အကောင့်ထည့်ဖော်သွားတဲ့နေရာမှာကျွန်တော်တို့ကအထူးသဖြင့်လိုအပ်တာဘာလဲဆိုတော့ဒီစာချုပ်မှာပါပြီးတော့မှလက်မှတ်ရေးထိုးခဲ့တဲ့တိုင်းရင်းသားနဲ့နိုင်ငံဖွဲ့ ယ်စီခေါင်းဆောင်တွေအားလုံးပြန်ပါလာဖို့လိုတယ်။မပါသေးတဲ့ဖွဲ့တွေကိုလည်းဖိတ်ခေါ်ဖို့လိုတယ်လို့ KSPB ဥက္ကဋ္ဌဒေါက်တာတူးကြာကပြောကြားပါရီ။ဒါအပြင်နိုင်ငံတကာကအကြံပေးအဖွဲ့များပြည်ရင်းမှ stakeholder များပါတီနိုင်ငံရေးခေါင်းဆောင်များအထင်ကြီးပုဂ္ဂိုလ်များပါတဲ့ပါထိုက်တဲ့ပုဂ္ဂိုလ်များအလုံးပါဝင်ပြီးတကားကြဲကြဲဖွင့်တဲ့ညီညီရေးဆွေးနွေးပွဲပြန်လည်ကျင်းပရန်လိုကြောင်း KSPB ဥက္ကဋ္ဌဒေါက်တာတူးကြာကပြောကြားပါသည်။ GSPB ဥက္ကဋ္ဌဒေါက်တာတူးကြကအဲ့ဒါကျင်းပနိုင်မယ်ဆိုလို့ရှိရင်တော့အဖြေကောင်းတစ်ခုပေါ်လာလိမ့်မယ်။ရေးကြီးရကဘာလဲဆိုတော့အဲ့လိုစနေပွဲကျင်းပတဲ့ချိန်မှာအပြစ်ခက်ရထားရမယ်လို့ပြောကြပါရည်။ယာယီပြစ်ခက်ရထားပြီးစနေပွဲမှာအာယုံဆိုင်ပြီးစနေရမှာဖြစ်ကြောင်းအဲ့လိုသွားမယ်ဆိုပါကအဆင်ကြီးတစ်ခုထပ်မံရရှိလာမှာဖြစ်ကြောင်းနဲ့နောက်ဆုံးမှာပြည်ထောင်စုသဘောတူညီချက်စာချုပ်ချုပ်ဆိုနိုင်တဲ့အဆင့်ရောက်လာမှာဖြစ်ခြင်းကြောင့်ဆက်လက်စူးစမ်းရန်လိုကြောင်း KSPB ဥက္ကဋ္ဌဒေါက်တာတူးကြာကပြောကြားပါသည်။